အာနာသိန်းနင်းနေကျော်ကာလအတွင်းမူးယစ်စေဝါပြန့်နှံ့မှုအလုံးမင်းဆိုးဝါးလာတာနဲ့အတူအခြေခံပညာကျောင်းတွေတည်းထိမူးယစ်စေပြန့်နှံ့ရောက်ရှိလာနေလို့မိဘတွေစိုးရိမ်မှုမြင့်တက်နေတယ်လို့သတင်းရရှိပါတယ်။စစ်တပ်အာနာသိန်းမိနောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်မှုစေရေးပြပခတွေကြောင့်လုံခြုံရေးနဲ့မူးယစ်စေဝါနှိမ်နင်းရေးအားနည်းလာပြီးထိရောက်တဲ့သောကြည့်ထိတ်ကျုံမှု မရှိတာကြောင့်မျိုးပြတွေကကြောင်းပြမမတင်မကအစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေထဲထိပါမူရည်စေဝါရောင်ချဖြန့်ဖြူးသူတွေ၃၀သူတွေအနေနဲ့လွတ်လပ်ခွင့်ပိုရလာတယ်လို့ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်ကျောင်းထဲကအလယ်တန်းကျောင်းသားတွေစီကနေဝယ်သုံးလို့ရနေတဲ့အထည်ဖြစ်လာတာကြောင့်ခလေးကိုအွန်လိုင်းကျောင်းပွဲထားတော့တယ်လို့ရန်ကုန်မြို့စီချင်ဖုံမြို့နယ်တစ်ခုဖြစ်တဲ့ရှေးပြည်သာမြို့နယ်မှာနေထိုင်သူကျောင်းသားမိဘတအုပ်ကအခုလိုပြောပါဗျာ မူးယစ်ဆေးတွေကလေဘယ်နေရာနေပြီးတော့ဈေးပေါပေါနေနဲ့ဝင်ပြီးတော့ဟိုဘယ်လိုမျိုးဟာဖြစ်လဲတော့မသိဘူးမူးယစ်ဆေးကအခုကညီမတို့ဒီကျောင်းမာတော့မှဝယ်သုံးလို့ရတဲ့အနေအထားဖြစ်နေတာပေါ့နော်အလယ်တန်းကျောင်းသားတွေလက်ထဲမှာဟိုကအဲ့ဒီမူးယစ်ဆေးရှိနေတဲ့အနေအထားဖြစ်နေတာအစိုးရအကြောင်းနေနောက်ပြီးတော့အဲ့ဒီဟို IS တွေမှာပါပြန်တဲ့အနေအထားမျိုးဖြစ်နေတယ်ဟိုညီမတို့ဆိုအခုကလေးဆိုရင် online မဲ့ထားတော့တယ်အဲ့လို online ထားတာတော့မှပဲ Telegram နေပြီးတော့ အဲ့လိုဟိုဂိမ်းအိုင်တန်ရောင်းတာတို့မူးရစီဟိုဟာကိုရောင်းတာမျိုးတို့အဲ့လိုမျိုး message ပို့ခါတာမျိုးလေးရှိတယ်။ရန်ကုန်မြို့မှာအရင်က WY စိတ်ကြွဆေးပြားတပြားကို4500ကျပ်လောက်ကနေအာနာသိမ့်ပြီးနောက်ပိုင်းတစ်လုံးကို7000ကျော်သာရှိတော့တဲ့အထိပေါများလာပြီးအလွယ်တကူယူလို့ရနေတဲ့အတွက်သုံးဆွဲသူများလာနေတယ်လို့မူးရစေရောင်းချနေသူတွေနဲ့နှိစက်သူတို့ကပြောပါတယ်။ အခုအော်တိုဘားလအတွင်းမှာပဲရန်ကုန်မြို့နယ်ကပန်းစိုးရန်တရားစင် လူမြေကွေးမှာအမျိုးသားတဦးမူရစေးသုံးဆွဲနေတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်ဆိုင်မျက်နှာပေါ်ပြန့်နှံ့ခဲ့ပြီးခရက်ရိုက်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုမရှိတာကြောင့်ဖျော်ဖြေရေးနေရာတွေမှာမူရီစေးဖန်ဆင်းမှုတိတိတတ်တရောကြသွားတဲ့အပြင်ရန်ကုန်မန္တလေးလိုမြို့ကြီးတွေအပါအဝင်နေရာအများစုမှာဟိုက်ကန်းလိုလူသိများတဲ့မူရီစေးဝါတုံးဆွဲတဲ့နေရာတွေလည်းပုံမှန်များပြလာတယ်လို့ရန်ကုန်မြို့ခန့်တွေကပြောပါတယ်အရင်တော့ကျွန်တော်တို့ဒီမိုးရေစီမလောက်ရတာအဲ့လိုမျိုးနေရတော့ဘူးလေမရှိဘူးပြ လုပ်ဖို့လည်းရန်ခဲရတယ်ဘာလို့လဲခုနောက်ပိုင်းမှာတော့ဒီမီးစီဝါကိုဟိုပေါ်ဝတ်တဲ့တဲ့တုံးနေတဲ့ဟာကိုမတိမတာခွင့်ပြုထားတဲ့ပုံစံမျိုးကြီးတော့ဖြစ်နေရပါဗျာအဲအဲ့လိုမျိုးအော်ဒီဒီတုံးတဲ့ဟာကြီးကိုကတဖြည်းဖြည်းနဲ့ဒီလူငယ်ကြီးဓာတ်ထဲမှာဟောကျွန်တော်တို့ငယ်ချင်းချင်းဓာတ်ထဲမှာဟောကတော့ဟိုပြောချင်းပါချင်းညပြီဆိုလို့ရှိရင် ဒီဟိုင်းကသွားတဲ့ဟာ you are trying to go to lead the cool to the green rock ဖြစ်လာပါ။ဒါမဲ့ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲပြုလုပ်ဖို့အသေးအတန်စ조사နေတဲ့စစ်ကောင်မရှင်ကတော့သူတို့လက်ထက်မှာမူရင်စေးပွားနှိမ်နှင်းမှုနဲ့ဖန်ဆီးမှုတွေအရှိန်ဟုန်မြင့်ဆောင်ရွက်နေသလိုဘီလီယံချီတန်မှုရှိတဲ့မူရင်စေးပွားတွေကိုဖန်ဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်တာတွေရှိနေပေမဲ့ဈေးကွက်ထဲမှာတော့မူရင်စေးပွားတွေကရော့ချသွားတာချင်းမရှိဘူးလို့သိရပါဗျ။ ရန်ကုန်မြို့စေချေဖုံးမြို့နယ်တစ်ခုဖြစ်တဲ့လိုင်တရာမြို့နယ်မှာနေထိုင်သူတဦးကတော့မင်းပါလို့ချင်းလဲဘာမျိုးစားလို့ချင်းလဲ WY လား IC လားရိုးရိုးရှုမလားပြောင်းနေရှုမလားကြိုက်တာပြောလိုတာရမယ်ရေမီးအောင်ပဲလို့ပြောပါတယ် မြန်မာနိုင်ငံဟာဘိန်းနဲ့စိတ်ကြွဆေးထုတ်လုပ်မှုဗဟိုချက်ဖြစ်လာတဲ့အတွက်မျိုးကြီးတွေကို WY အပါအဝင်မူရင်ဆေးတွေဈေးနှုန်းချိုချိုနဲ့ဝေရောက်နေတယ်လို့ခိုင်ခန့်ငြိမ်းချမ်းမှုကလည်း2021ခုနှစ်နောက်ပိုင်းကစလို့နိုင်ငံတဝန်းမျိုးကြီးတွေမှာတွင်တွင်ကျယ်ကျယ်ပြန့်နှံ့လာတာဖြစ်ပါတယ်။